ီအန်အေသတင်းဌာနကတော့သုသဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီဆော့ပါလို့လုံလောက်ဆက်သလိုက်ရပါတယ်ဒီကနေ့2025ခုနှစ်ဧပြီလ25ရက်နေ့ CNN ရဲ့တနစ်တာ online radio ထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်ဒီနေ့နားဆင်ရမယ့်သတင်းတွေကတော့ရခိုင်မှာစစ်ကောင်စီကအပြစ်ရကာလရပောင်း20အတွင်းမှာပြစ်ခတ်တိုက်ခိုက်မှုအကျဉ်းကြီး400ကျော်လုပ်ခဲ့တဲ့ဆိုတဲ့သတင်း တပ်ဖွဲ့မှစစ်ကောင်စီတရုံပုံချစ်တက်ခဲ့လို့ပြည်သူတဦးတည်ဆောင်ပြီးတော့တဦးတန်ရာရခဲ့တဲ့ဆိုတဲ့တဲ့။တောင်ကုန်မှာစစ်ကြံပုံစည်းကိုဆွေးနွေးလို့အမျိုးသားတဦးတည်ဆောင်ခဲ့ရတဲ့ဆိုတဲ့တဲ့နဲ့ဒီကိုတိန်အတွင်းကအင်္ဂလိပ်စုစခန်းကိုအရခတ်တက်တို့ကအင်အား1500လောက်နဲ့ဝင်ရောက်တက်ခတ်ခဲ့တယ်လို့လင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားပြောဆိုထားတဲ့တဲ့တဲ့ကိုလည်းကြားမှာဖြစ်ပါတယ်။ ဒီနေ့ပထမဆုံးကြားမယ့်တဲ့ကတော့ရခိုင်မှာစစ်ကောင်စီကအပြစ်ရကာလရပောင်း20အတွင်းမှာပြစ်ခတ်တိုက်ခိုက်မှုအကျဉ်းကြီး400ကျော်လောက်ဆောင်ခဲ့တဲ့ဆိုတဲ့တဲ့ကိုကြားမှာပဲဖြစ်ပါတယ်စစ်ကောင်စီဟာငလျင်ကစ္စည်းလုပ်ငန်းတွေလောက်ဆောင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အပြစ်လက်နှစ်ရက်နေကနေ22ရက်နေ့ထိအပြစ်ရကြောင်းပြင်ညာထားတဲ့စစ်ကောင်စီဟာရပောင်း20အတွင်းမှာရခိုင်ကိုပြစ်ခတ်တိုက်ခိုက်မှုအကျဉ်းကြီး400ကျောင်းထိလောက်ဆောင်ခဲ့တယ်လို့အရက်ခတ်တက်တူပြုခွင့်ရဥက္ကဋ္ဌကမနေ့ကပြုစုထားပါတယ်စစ်ကောင်စီဟာ အဲ့ဒီလိုပြစ်ခတ်တက်ခင်မှုအကျဉ်းရ400ချင်းကိုရခိုင်ကကြောက်ကျူလန်ကောကြောက်တော်စစ်တွေနဲ့ပေါက်တိုးမျိုးတွေတကိုတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။အဲ့ဒီလိုတက်ခတ်တဲ့နေရာတွေမှာစစ်ကောင်စီဟာတက်လီယန်တွေနဲ့လေကြောင်းတက်ခတ်မှုလှောက်ဆောင်တာ၊ဒရုန်းနဲ့တက်ခတ်မှုလှောက်ဆောင်တာစစ်တပ်လက်ကြီးနဲ့တက်ခတ်မှုလှောက်ဆောင်တာရေတပ်တံခိုးတွေကပြစ်ခတ်တာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တာတွေကိုလှောက်ဆောင်ခဲ့တာဖြစ်တယ်လို့ဥက္ကဋ္ဌကဆိုထားပါတယ်။အဲ့ဒီလိုစစ်ကောင်စီကတက်ခတ်ခဲ့တဲ့အတွက် အယက်သားတူတည်ဆုံးခဲ့ရပြီ28ဦးကလည်းဒဏ်ရာအပြတ်ထန်ရရှိခဲ့ရတယ်လို့လည်းဆိုပါတယ်အဲ့ဒီလိုဒဏ်ရာရတဲ့သူ28ဦးထဲက9ဦးမှာအပြတ်9နှစ်ကနေစစ်လင်းနဲ့အကြာကလေးတွေဖြစ်ကြတယ်လို့ဆိုပါတယ်ဒါပြန်စစ်ကောင်စီရဲ့တက်ခတ်မှုကြောင့်နေရင်20လုံးစိန်နဲ့စိန်နဲ့ဗတာရဲ့အဆောက်ဦးတလုံးပါဝင်အဆောက်ဦးတွေဟာလည်းထိခိုက်ပျက်စီးမှုများစွာရှိခဲ့တယ်လို့ဆိုထားပါတယ်စစ်ကောင်စီအနေနဲ့ပြည်ရထုတ်ပြန်ထားပြီးအခုလိုတက်ခတ်မှုလှုပ်ဆောင်တာဟာ နိုင်ငံတကာလူသားစင်တနာထောက်ထားမှုဥပဒေကိုပြန်ပြန်လေးတချို့ဖားကရောက်တယ်လို့လည်းဥက္ကင်သူကကပြောဆိုထားပါတယ်။ဒါပြန်စစ်ကောင်စီဟာငလျင်တန်းကိုအပြင်းထန်ခံစားခဲ့ရတဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းလိုနေရာတွေကိုပါလေကြောင်းတက်ခဲ့တာတဲ့စစ်တိုက်လှုပ်ဆောင်ခဲ့တာရှိပြီးတော့လက်ရှိမှာလည်းစစ်ကောင်စီအနေနဲ့ဧပြီလ23ရက်နေ့ကနေ30ရက်နေ့ထိအပြစ်ရမယ်လို့ထပ်မံထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကြားရမှာကတော့ကြောက်ပူမှာစစ်ကောင်စီဒရုန်းနဲ့ပုံကျစ်တက်ခိုက်လို့ပြည်သူတဦးတေဆုံးပြီးတော့တဦးတန်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုကြားရမှာပဲဖြစ်ပါတယ်။ကြောက်ပူမြို့နယ်အတွင်းကရင်းနှံအောင်ကြေးရွာကိုစစ်ကောင်စီတပ်ကပြီးခဲ့တဲ့ဧပြီလ24ရက်နေ့နေ့လေကဒရုန်းနဲ့ပုံကျစ်တက်ခိုက်ခဲ့တာကြောင့်ဒေသခံတဦးတေဆုံးပြီးတော့တဦးထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်တွေဟာရင်းနှံတောင်ကျေးရွာအတွင်းကိုဒရုန်းနဲ့ဘုံကျစ်တက်ခိုက်တာ၃ချိန်တိုင်တိုင်လွှတ်ဆောင်ခဲ့တာဖြစ်ပြီးတော့ တို့မရင်လို့နေအိမ်အနီးဘုံသီးနှလုံးကြောက်ရောက်ပောက်ကွေးတာရှိခဲ့တယ်လို့ဥဆန်လားဆိုတဲ့သူရဲ့နေအိမ်အနီးကိုလည်းဘုံသီးတလုံးကြောက်ရောက်ပောက်ကွေးခဲ့တာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီပောက်ကွေးမှုကြောင့်တို့မရင်လို့မှာဒဏ်ရာအပြင်းထန်ရရှိခဲ့ရပြီးစစ်ကူတာဘုတ်တော်ရလမ်းမတည်ဆုံးခဲ့ရတာဖြစ်တယ်လို့ဥဆန်လားမှာလည်းဘုံသတိမှန်ခဲ့တဲ့ဒဏ်ရာတွေကိုစေဝါကူတာမှုတွေခံယူနေရတယ်လို့ဆိုပါတယ်။ဒါအပြင်တိတက်ခင်မှုကြောင့်ဥဇံလနေအပါဝင်နေ60ဆောင်ထက်မနည်းရလဲပျက်စီးသွားခဲ့ရတယ်လို့ဆိုပါတယ် စစ်ကောင်စီကငလျင်ကစ္စည်းလုပ်ငန်းတွေကိုလွတ်ဆောင်ဖို့အတွက်ဧပြီလ2ရက်နေ့ကပဲယာယီအပြစ်ရတဲ့လို့ကြေညာထားပေမဲ့ရခိုင်ကကြောက်ဖြူမျိုးနဲ့အတွဲမှာတော့စစ်ကောင်စီတပ်တွေဟာလေကြောင်းတက်ခိုက်တာဒရုန်းတက်ခိုက်တာတွေအပြင်လက်နက်ကြီးတွေနဲ့ပြက်ခတ်တက်ခိုက်တာစစ်ကြောင်းထုတ်ဝင်ရောက်တာတွေကိုပါနေ့စဉ်လွတ်ဆောင်တာတွေရှိနေတယ်လို့ဆိုပါတယ်အရက်ခတ်တက်တို့ပြောခွင့်ရဥက္ကဋ္ဌကကတော့စစ်ကောင်စီကအပြစ်ရကာလရက်20အတွင်းမှာကြောက်ဖြူတန်ကုန်းကြောက်တော်စစ်တွေနဲ့ပောက်တွင်းမျိုးတွေကို ပြက်ကတ်တက်ခိတ်မှုအကျဉ်းကြီး၄၀၉အကျဉ်းလောက်ဆောင်ခဲ့တာရှိပြီးတော့ဒီတက်ခိတ်မှုကြောင့်အရတားတဦးတည်ဆောင်ခဲ့ရပြီး28ဦးကလည်းဒဏ်ရာပြင်းထန်ရရှိခဲ့ရတယ်လို့ဆိုထားပါတယ်။အဲ့ဒါတွင်ပြန်နေရင်20တလုံးစိန်နေစိန်နဲ့ဘာသာရေးအဆောက်အဦတလုံးပါဝင်အဆောက်အဦများစွာလည်းထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ဆိုပါတယ်။စစ်ကောင်စီအနေနဲ့အပြည့်အထုပြန်ထားပြီးအခုလိုတက်ခိတ်မှုလောက်ဆောင်တာဟာနိုင်ငံတကာလူသားရှာစနာမှုဥပဒေကိုပြောင်ပြောင်တက်တက်ချိုးဖောက်တာဖြစ်တယ်လို့လည်းဥက္ကဋ္ဌကပြောဆိုထားပါတယ်။ ဒီတစ်ခါနားဆင်ရမှာကတော့တောင်ကုန်းမှာစစ်တပ်ပုံစည်းကိုဆွနှုတ်လို့အမျိုးသားတဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားမှာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ AB လ24ရက်နေ့ကတောင်ကုန်းမြို့နယ်အတွင်းမှာမပောက်ကွေးသေးပဲကျန်နေသေးတဲ့စစ်တပ်ပုံစည်းတလုံးကြောက်ကြားမှညံ့နေတာကိုဆွနှုတ်ရကနေဂုံးတိပောက်ကွေပြီးတော့ဒေသခံတဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။သေဆုံးရတဲ့ဒေသခံကတော့အသက်60ကျော်အရွယ်တောင်ကုန်းမြို့ဇေတီကွင်းကျေးရွာကဦးမောင်သိန်းဆိုသူဖြစ်ပြီးတော့ သူပိန်ဆိုင်တဲ့လစ်စစ်တောင်အနီးမှာရှိတဲ့ရခဲမှာတိုးရှင်းနေစဉ်အပောက်ကွေပဲကြံရှိနေတဲ့စစ်တံဘုံဒီကိုတွေ့ရှိပြီးတော့ဆွေးနွေးရကနေအခုလိုပောက်ကွေပြီးတော့သိဆုံးခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်အရကတက်တော်ကတန်ခုံမျိုးတစ်ခုလုံးကိုပြည်သက်သိမ့်ပိန်နိုင်ဖို့အတွက်တိုက်ခိုက်နေချိန်မှာစစ်ကောင်စီတက်တဲ့ဟာဒီလစ်စစ်တောင်အနီးမှာတက်ဆွေးနေထင်ခဲ့ကြတယ်လို့လည်းဆိုပါတယ်ဒေသခံပြည်သူအတွေအနေနဲ့မင်းရဲ့စစ်ကြံလက်နက်ပကွေမှုအန်လီတွေကိုအခုလိုစက်တက်ရင်ဆိုင်လာကြရတာဟာ ပြည်သူတွေအနေနဲ့အာရခပြည်သူတို့လည်းရဲ့အစိုးရနဲ့လူမှုအဖွဲ့အစည်းတွေရဲ့မိုင်းနဲ့စစ်ချက်လက်နဲ့ဟိုးပြိုးပွဲလှောက်ဆောင်နေချိန်မှာဒေသခံတွေအနေနဲ့ဂရုတစိုက်လာရောက်နားထောင်တာမရှိတဲ့အတွက်အခုလိုမိုင်းနဲ့စစ်ချက်လက်နဲ့ပတ်ကွဲမှုတွေကိုစတဲ့ရင်ဆိုင်လာရတာဖြစ်တယ်လို့လည်းတန်ကုန်မျိုးစပေးဆောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေကဆိုပါတယ်ဒီဘက်ကြောင့်မိုင်းနဲ့စစ်ချက်လက်နဲ့အတွက်ဟိုးပြိုးပွဲလှောက်တဲ့အချိန်မှာပြည်သူတွေအနေနဲ့ဂရုတစိုက်သွားရောက်ပြီးတော့နားဆင်ဖို့လိုအပ်တယ်လို့လည်းသူကအကြံပြုပြောဆိုထားပါတယ် ဘာရကတက်တော်ဟာလက်ရှိမှာရခိုင်ကမြို့နယ်စစ်ခနင်းမြို့နယ်ထဲကမြို့နယ်စစ်လီခုကိုပြည်သက်သိမ့်ပိတ်ရရှိထားပြီးဖြစ်ပေမဲ့ပြည်လို့သိမ့်ပိတ်ရရှိထားတဲ့မြို့တွေမှာဘာရကတက်တော်ကမိတ်ချင်းလဲတာစစ်ကြံလဲနေတဲ့မိန်အသိပညာပေးဟိုပြောတာတွေကိုစက်တိုက်လောက်ဆောင်တာရှိနေပေမဲ့ဒေသခံတွေဟာမိန်နယ်စစ်ကြံလဲနဲ့ပကွဲမှုတကြောင်မကြခနာဆိုသလိုတိခိတ်တန်ရတာနဲ့ဒီဆုံးတာတွေလည်းစက်တိုက်ရင်ဆိုင်နေရဆစ်ဖြစ်ပါတယ်ခင်ဗျာ ီနေ့တနေ့ကထောက်လွှင့်မှုရဲ့နောက်ဆုံးသတင်းအနေနဲ့ကြားမှာကတော့ပုဂုတ်တိန်တွင်ကအင်္ဂလိပ်စုစခန်းကိုအရခတ်တတူကအား1500လောက်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုကြားမှာပဲဖြစ်ပါတယ်။ပုဂုတ်တိန်ရဲ့ရခိုင်အစပ်ပဒေါန်တောင်ကောက်လမ်းအပိမှာရှိတဲ့စစ်ကောင်စီရဲ့အင်္ဂလိပ်စုတက်စကန်ကိုအရခတ်တတူကအား1500နဲ့ဝင်ရောက်တိုက်ခိုက်ကသိမ့်ပိတ်ခဲ့တယ်လို့ကြောင်သားလေယုံတက်တော် SFC မှာလက်လက်ချက်အလဲဝင်လာခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်မြန်ထန်းကပြောဆိုထားပါတယ်။ အဲ့ဒီလိုစစ်ကောင်စီတက်တာမင်းခန့်ပြုတ်ဆုံမှုရုပ်တံကိုကြောင်းကလဲယုံတက်တော် SAF ကပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ညနေမှာထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။ဘကိုတိုင်းရဲ့ရခိုင်ရင်စံပထောင်တောင်ကောက်လဲမဲမှရှိတဲ့စစ်ကောင်စီရဲ့အင်္ဂလိပ်စုတန်းစခန်းကိုခရက်ကတ်တက်တော်ရဲ့တပ်ဖွဲ့ဝင်တွေဟာ2025ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာအင်အားအလုံးကြီးနဲ့ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်မှာခရက်ကတ်တက်တော်နဲ့စစ်ကောင်စီတက်တွေဟာလည်းအင်္ဂလိပ်စုတက်စခန်းရဲ့အနီးတဝိုင်းမှာရှိတဲ့ သုံးချောင်းနဲ့တိုင်ရဲမှာလည်းတပွဲတွေဖြစ်ပွားနေတာရှိပြီးတော့အင်္ဂလိပ်စုတက်စကန်ကိုပါဘရက်ကတ်တက်တော်ကအင်အား1500လောက်နဲ့ဝင်ရောက်စီးနေတက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်အဲ့ဒီလိုအင်အားအလုံးရင်နဲ့ဝင်ရောက်တက်ခိုက်ခဲ့တာကြောင့်အင်္ဂလိပ်စုစခန်းမှာရှိတဲ့စစ်ကောင်စီတပ်သား50ကျော်လောက်ဟာဒီခုခံနေလို့တဲ့အတွက်အဲ့ဒီတက်စကန်ကိုဆွန့်ခွာပြီးတော့ပကံခွေးစကန်ကိုလက်ဆုပ်လာခဲ့ကြတာဖြစ်တယ်လို့လည်းဆိုထားပါတယ်အဲ့ဒီလိုတက်ဆုပ်လာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်းအင်အား90လောက်ရှိပြီးတော့အဲ့ဒီထက်က30လောက်ဟာဘာရကတ်တပ်တော်ရဲ့တခင်မှုကြောင့်သေဆုံးခဲ့ရပြီးတော့တပ်ဖွဲ့ဝင်20လောက်သာအသေရှင်ပြီးပကံခွဲစစ်ရုံကိုရောက်ရှိလာခဲ့တာဖြစ်တယ်လို့လည်းသူကပြောပါတယ်လက်ရှိကျောင်းသားလက်ရုံတပ်တော် SAFC မှာလက်လက်ချက်အလဲဝင်လာခဲ့တဲ့စစ်ကောင်စီတပ်သားမဲခန့်ဟာပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်2024ခုနှစ်မေလမှာရန်ကုန်တိုင်းဒေသကြီးတန်လျင်မြို့နယ်အတွင်းမှာရှိတဲ့သူ့ရဲ့နေအိမ်အတွင်းမှာစစ်ကောင်စီတပ်တွေရဲ့ ိုတာဆွေးဖမ်းဆီးတာကိုခံခဲ့ရပြီးနောက်စစ်မှုထမ်းတန်တဲ့ပတ်စင်လင်းစစ်တန်တန်းကိုတက်ရောက်ခဲ့ပြီးစခခ30ခမရ365တရင်မိုလိုက်မှာတဝန်ထမ်းဆောင်ခဲ့ရသူတို့ဦးလေးဖြစ်ပါတဲ့အင်္ဂလိပ်စတက်စကန်ကထွက်ပြေးလာပြီးနောက်ပကံကွေးတက်စကန်ရောက်ချိန်မှာဘိုမင်ခန့်ဟာပကံကွေးကုန်းပေါ်မှာမိန်လိုက်ထံရကနေစစ်ကောင်စီတက်ထင်းမှမနေရှင်လို့တဲ့အတွက်တငယ်ချင်းတယောက်နဲ့အတူခြုံပေါက်သေးကနေဆင်းပြီးတော့ထွက်ပြေးကကြောင်သားလက်ယုံတက်တော့ SAFC မှာလက်နက်ချက်အလဲဝင်ရောက်ခဲ့တာဖြစ်တယ်လို့လည်းသူကပြောဆိုထားပါတယ်။ဒါ့အပြင်သူ့လိုပဲစစ်ကောင်စီတပ်တွေထိကနေပြီးတော့ဖျက်ပြေးချင်တဲ့သူတွေအများပြချင်းနေသေးတာဖြစ်ပြီးတော့ဖျက်ပြေးလို့မရသေးတဲ့အတွက်အတက်ကိုစတင်မယ်ဆိုတာဆုံးဖြတ်ချက်ချက်ထားသူတွေအများပြလေးရှိနေတယ်လို့သူကဆိုထားပါတယ်။စစ်မှုထမ်းမှုအားနဲ့စစ်တပ်တွေကိုဝင်ရောက်သွားပြီးဆိုရင်မပြစ်ချင်တဲ့သူတွေကိုပြစ်ခတ်တာတို့ကိုလည်းလုံဆောင်ခဲ့ရတယ်လို့မွေရှင်တဲ့အင်ကိုလည်းဝင်ဖြစ်ကြပြီးတော့ မယူချင်တဲ့ပစ္စည်းတွေကိုလည်းယူခစ်ကြရတာရှိတယ်လို့လည်းကိုမင်းကန်ကပြောဆိုထားပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့စီးရဲနဲ့တင်းထဏာရဲ့တနေ့တာရီဒီယိုထုတ်ပြန်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်တင်းနေပေါ်နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရဝတ်ပြုအပ်ပါတယ်နောက်နေ့တွင်မှလည်း CNN ကတက်စစ်ပေးတဲ့တနေ့တာတင်းတွေကိုနားဆင်မယ်ဆိုရင် CNN ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်သလို YouTube Telegram X နဲ့တက်တော့တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းတင်ကုန်ပါအပ်ပါတယ်ခင်ဗျာ